ဒီ2025ခုနှစ်အော်တိုဘားလ19ရက်တနင်္ဂနွေနေ့ Federal FN ရဲ့အပတ်စဉ်တန်ဘိုဂရီနီတရင်ပူပေါင်းထုတ်လွှင့်မှုကိုတင်ဆက်ပေးပါမယ်။ဒီတစ်ပတ်မှာကွမ်ဟဲရွာဘုံကျဲခံရမှုဒေသခံ6ဦးသေဆုံးခဲ့တဲ့တရင်စစ်ကောင်မရှင်ကရှင်းမျက်နှာ5ခုဖွင့်ထိုးစစ်ဆင်နေတာကြောင့်လုံခြုံရေးတတိရှိကြဖို့ KNDF တရင်ထုတ်ပြန်တဲ့တရင်နဲ့ပင်လောင်းမှာရက်ဆွဲကုန်နေတဲ့ဆွေးဝါးတွေကိုရှားဝင်ကလူနာအတွက် အသုံးပြုနေတဲ့သတင်းတွေပါဝင်တပတ်တွင်းထူးခြားသတင်းတွေကိုကြားကြပါပါပထမဆုံးအနေနဲ့တအန်းဒေတာရင်သတင်းတွေကိုတင်ဆက်ပေးချင်ပါသည်ရှမ်းပြည်နယ်မြောက်ပိုင်းနန်းစံမြို့နယ်ကွန်ဟဲကျေးရွာမှာစစ်ကောင်မရှင်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသမီး9ဦးအမျိုးသားတူဦးသေဆုံးခဲ့တယ်လို့အုပ်ချုပ်ရေးတာဝန်ရှိသူတူကပြောပါရီစစ်ကောင်မရှင်တပ်ဟာပြီးခဲ့တဲ့အော်တိုဝါလာ16ရက်နေ့ညပိုင်း8:00ခွဲချိန်မှာ ကွမ်ဟင်ရွာလေတဲ့ပေါင်900ဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပါလိ။ကွမ်ဟင်ရွာရဲ့ကျဲချပြီးတော့ကြောက်မဲနဲ့မိုင်းငေါ်ကြားရှိဆက်တမိုင်ရွာကဘာသာရေးဆောက်အုံတွေကိုလည်းပေါင်900ဘုံကျဲချတိုက်ခတ်ခဲ့တာကြောင့်ဘုံကြီးတစ်ပါးပြင်းထန်တန်ရာရရှိခဲ့ပါလိ။တန်းတမတော်ထီရန်နန်နေထင်းချုပ်ဓာရီဒေသတွေကိုအော်တိုဘာအတွင်းစစ်ကောင်မရှင်တပ်ကလေကြောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခတ်မှုပြုလုပ်ခဲ့ပြီးရွှေပြည်မီကရရှိထားတဲ့ချက်လက်တွေရတိုက်ခိုက်မှုကြောင့်အသေဆုံးသူ52ဦး ဒဏ်ရာရရှိသူ40ဦးထိရှိလာပါသည်။ထိခိုက်မှုတွေကြောင့်နန်းစံနဲ့နမ်မတူဒေတာခန့်အများစုဟာတောတောင်နီးစပ်ရာနဲ့လာရှိုးမြို့နယ်ဘက်တိမ်းချောင်နေကြပါသည်။စစ်ကောင်စီတပ်ဟာတိဘောမြို့ကိုပြန်လည်တိမ်းမှိုက်ပြီးနောက်တိဘောနမ်မတူလမ်းရှိချင်းလင်တပ်ရင်23ထိရောက်ရှိလာတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါသည်။ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့အထိစစ်ကောင်စီတပ်ဟာအရင်ကစစ်ကောင်စီရဲ့ချင်းမြန်တပ်ရင် သုံညာ၃နဲ့ငါသုံညာ၄တက်မှာတန်းတက်မှာတော့ TNL တက်ဖွဲ့ဝင်တွေဆက်ရှိနေလို့ဆိုပါတယ်။နံပါတ်2နဲ့ဒီပေါ်မြို့ကိုဆက်သွယ်ထားတဲ့မွတ်တီဒတာကြိုးကြပျက်စီးသွားကြောင်းစစ်ကောင်စီဝါဒဖြန့် Telegram တွေမှာရေးသားဖော်ပြနေကြပြီးရွှေပြည်မီကတီးကြအတိပြုနိုင်တာမရှိသေးပါဘူး။ဒီပေါ်မြို့ကိုပြန်လည်ရရှိဖို့စစ်ကောင်မရှင်တက်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလပထမဘက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာနံပါတ်ကျော်အကြာအောက်တိုဘာလ16ရက်နေ့မှာ တေဘောမြို့ကိုတင်းကျုံနိုင်ခဲ့တာဖြစ်ပါတယ်။တေဘောမြို့ကိုတအန်းတက်ကလက်လွတ်ခဲ့ရပြီးတဲ့နောက်လက်ရှိမှာ မန္တလေးလာချိုပြည်သူ့လာမကြီးကိုစစ်ကောင်စီဘက်ကပြန်လည်ထိချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဆလဘီ green data တွင်တင်းနေကိုတင်ဆက်ပေးချင်ပါတယ်။ရှမ်း green နယ်ဇက်ဖဲခုံမြို့နယ်ဘောရန်ကျေးရွာကိုစစ်ကောင်စီတပ်နဲ့ပိုးပြည်သူစစ် PNO တို့ကဝင်ရောက်မိရှုဖျက်ဆီးခဲ့တာကြောင့်ကျေးရွာကနေထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေကို ွားရောက်ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့ကျော့ဖော်ကရရဲ့တာဝန်ခံကိုဆိုင်ကဖက်ဒရယ်ဖန်ကိုပြောပါရီဘောရန်ကြေးရွာတွင်အပေါ်ရွာနဲ့အောက်ရွာကိုအော်တိုဘလာ73ရင်းနေတုန်းကစစ်ကောင်စီတပ်နဲ့ဘိုးပြည်သူစစ်ပီအန်နိုတို့ကတရက်ထဲနဲ့ဝင်ရောက်မိရှုခဲ့တာဖြစ်တယ်လို့ရှေ့တန်းရောက်နေတဲ့ဂရနီဒေါ်လာရေးတပ်ပေါင်းစုတွေထဲစစ်မီပြင်းတရင်ရင်းမြစ်တူကြီးရဲ့ပြောဆိုချက်ရသိရပါတယ်။ဘောရန်ကျေးရွာကနေထွက်ပြေးတင်းချောင်ကြတဲ့ပြည်သူတွေရှိနေပေမဲ့ ကျေးရွာတွင်ကြန့်ရှိနေတဲ့ပြည်သူတို့လည်းရှိနေသေးတယ်လို့သိရပါတယ်။ကျေးရွာမိရှုခံရပြီးနောက်ပြီးခဲ့တဲ့အော်တိုဘလာ14ရက်နေ့မှာဒေါ်လာရေးတပ်ပေါင်းစုတွေကဘောရန်ကျေးရွာကိုနေပြည်ရှင်းလင်းရေးဝင်ရောက်တဲ့အချိန်မှာတော့ကျေးရွာတွင်ဘုန်းကြီးကျောင်းပါဝင်နေ30ခန့်ပျက်စီးသွားတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်နဲ့ဘိုးပြည်သူစစ် PNO တို့ကနေပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးမှုတွေကြောင့်ဘောရန်ကျေးရွာကဒေသခံပြည်သူ 1600ခန့်ထွက်ပြေးတင်းရှောင်ခဲ့ရပြီးအခုလက်လောမှာစာနယ်ရိတ်ခါနေရာတိုင်းကင်းနဲ့အမိုးကာတွေလိုအပ်နေတယ်လို့သိရပါတယ်။ Greenin ပြည်ကိုအာဏာသိမ်းစစ်တပ်ကစစ်မျက်နှာ၅ခုဖွင့်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဆက်လိုက်ဖြစ်ပွားနေတာကြောင့်စစ်ရေးတိသတိရှိကြဖို့ Greenin မြို့သားများကာကွယ်ရေးတပ် KNDF ကသတိပေးထုတ်ပြန်ထားပါတယ်။ Greenin ပြည်နယ်အတွင်းကလွန်ကော်မြို့နယ်ရှေချမ်းဒီမော့ဆိုမြို့နယ်ဖူဆိုမြို့နယ်ပေါ်လခဲမြို့နယ်နဲ့ Greenin ရှမ်းတောင်ဆက်ဖဲခုံမြို့နယ် စားတဲ့နေရာ၅ခုမှာအာနာသိန်းစရက်ကရှင်းမျက်နှာတွေဖွင့်ပြီးထိုးစစ်ဆင်နေတာလို့ထုတ်ပြန်ကြရတရားပါလေဒီမော့ဆိုမြို့နယ်ရှင်းမျက်နှာမှာဆိုရင်ဒေါငန်ခါရက်ွက်နဲ့တနန်ဥကင်ကျေးရွာအုပ်စုကနေခပလိကျေးရွာဘက်ကိုအာနာသိန်းစရက်ကအပြင်းထန်ထိုးပေါက်ပြီးတက်ဆွဲနိုင်ဖို့လှုပ်ဆောင်နေတဲ့အတွက်ဂရင်းနီဒေါ်လာရင်းတက်တွေကခုခံတိုက်ခိုက်နေတယ်လို့သိရပါပြီအဲ့ဒီရှင်းမျက်နှာမှာနေ့စဉ်ညီဝါတိုက်ပွဲတွေဖြစ်နေပြီးအာနာသိန်းစစ်တပ်ဘက်ကလက်နက်ကြီးတွေ drone တွေအသုံးပြုတိုက်ခိုက်နေတယ်လို့ KNDF ရဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါအပြင်ဘော်လကဲဘက်ကိုမျက်နှာမူပြီးစစ်ကြောင်းထိုးနိုင်ဖို့ Fruso Borke ကျောင်းမှာရှိတဲ့ Macrosh ကျေးရွာအနီးမှာအနာသိန်းစစ်တပ်ကလှုပ်ရှားနေတယ်လို့ KNDF ကသတိပေးထားပါတယ်။လက်ရှိမှာစစ်ရေးခြေနေတွေရှိနေတာကြောင့် Grenade ပြည်တွင်းကစစ်ရေးတရီလုံခြုံရေးတရီရှိကြဖို့လည်းတိုက်တွန်းထားပါတယ်။နောက်ဆုံးအနေနဲ့ပိုးဒေတာတွင်တင်ဆက်ပေးချင်ပါတယ်။ ရဲမင်းတဲ့တောင်ပိုင်းပင်လောင်မြို့ရှိဆေးရုံမှာရက်ဆွဲကုန်နေတဲ့ဆေးဝါးတွေကိုရောင်တွေကလူနာတွေအတွက်အသုံးပြုနေပြီးဆေးရုံတက်တဲ့လူနာတွေအန္တရာယ်ဖြစ်မှာကိုစိုးရင်ကြတယ်လို့ဒေသခံတွေကပြောပါရည်ရက်လွင်နေတဲ့ဆေးကိုဘောပင်နဲ့ခုနှစ်တွေပြင်ရေးပြီး6လအတွင်းဆေးရောင်မပြောင်းအနှံ့ကောင်းနေရင်သုံးလို့ရတယ်ဆိုပြီးတော့ပြည်သူတွေကိုရှောင်းတွေကရက်လွင်ဆေးတွေပေးနေတာလို့ဆိုပါနေပင်လောင်မြို့နယ်ကပြည်သူတွေဟာ ိုင်းသားတွေဖြစ်ကြလို့အဆွေအဆေးုံကိုသာအားကိုးနေရတာဖြစ်ပြီးအဆွေအဆေးုံကိုယ်တိုင်ကဒီလိုရက်လုံးနဲ့ဆေးတွေကို ပေးတာကြောင့်တချို့ဒေသခံတွေကဆေးုံကိုယုံကြည်ရော့လာကြပါတယ်။ဒါပြင်ဗမာစကားကောင်းကောင်းမပြောတတ်တဲ့တိုင်းရင်းသားတွေဆိုရင်ဆေးုံကဆောင်းဝန်တွေဆာမတွေကအော်ငှောက်တာတွေလည်းပြုလုပ်နေတယ်လို့ဆိုပါတယ်။ပင်လောင်းဆေးုံကြီးဟာစစ်တပ်အနာသိမ်းပြီးတဲ့နောက်ရောက်လာတဲ့အရေးပေါ်လူနာတွေကိုဆောင်းတွေကအချိန်မီမကြည့်ပေးတာတွေ့ လူနာကိုအဖမ်းမလုပ်တာတွေလည်းမကြာခဏကြုံတွေ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်တပ်လောက်ခံရှမ်းပြည်နယ်အစိုးရပြုလုပ်မဲ့တောင်ကြီးတစောင်းနိုင်ပွဲတော်နီးလာတာနဲ့အမျှနေ့စဉ်ကပိုင်းနိုင်မှုခိုးမှုလူရမှုတွေကပုံပုံများပြားလာတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာအခုရပိုင်းကပိုင်းနိုင်မှုတွေဇက်တိုက်ကြုံတွေ့နေရပြီးအဓိကဈေးပတ်ဝန်းကျင်တွေလူစီကားရနေရာတွေမှာပတ်စံအိတ်ဖုန်းစရိတ်ကိုနိုင်ယူတာတွေဖြစ်ပွားနေတာပါ။ တောင်ကြီးတောင်နယ်မရောက်ခင်ကတည်းကဒီကပိုင်းနိုင်တွေရှိပေမဲ့ပေါ်ပေါ်တင်တင်လှူရမှုကပိုင်းနိုင်မှုနေပါပြီးပွဲတော်ရဲ့နီလာတာနဲ့အမျှများပြားလာတယ်လို့ဆိုပါတယ်။ဒါပြင်ပွဲတော်နီကက်လာတာနဲ့စစ်တပ်လောက်ခံရှမ်းပြည်နယ်အစိုးရဌာနဆိုင်ရာတွေကလည်းတနိုင်သမျှငွေညစ်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဆိုင်ခန်းတွေမတရားစီးတင်ရောင်းတာတွေလိုင်စင်မဲ့ယူနီကိုနေ့စဉ်တင်းတင်းကြပ်ကြပ်ဖမ်းဆီးတာတွေလည်းပြုလုပ်လာပါတယ်။ ွေပြည်မြင်တန်းတရင်ဌာန The People Fight ကန္တာခေါင်ပိုးတရင်ဌာနနဲ့ Rene Chase Federal Fund တို့တင်ဆက်တဲ့တပတ်တွင်းတန်းပိုး Greeny တရင်ပူပေါင်းထုတ်လွှင့်မှုကိုကြားခဲ့ကြတာပါကျွန်တော် Sofit Tree ပါ